ဟုတ်ကဲ့ပါမင်္ဂလာပါဗျာဟုတ်ကဲ့ဟုတ်ကဲ့ကိုအောင်ကဲ့ဒီနေ့ဒီနေ့ကျိုကျွန်တော်ပို့မှာတွေ့ရတလောက်ပေါ့ဗျာအာဒီနေ့ဟိုတပေါင်းလာပြီးနေလဲဖြစ်တယ်တပေါင်းလာပြီးနေလဲဖြစ်တယ်နောက်တော့ဒီနေ့သူတတ်မှတ်တာလေဟုတ်တယ်နောက်ဘာဘာနေ့ကိုသွားတွေ့ရတာခင်ဗျာကျွန်တော်ဟိုမှာပို့တော့တယ်ဒီနေ့အကြောင်းသားခေါင်းဆောင်တယောက်ပေါ့ဆုံရှုံတဲ့ နေလို့အမှသူတို့ရေးတင်နေကြတယ်ဗျာအဲ့ဒါအဲ့ဒီတမိုင်းကြောင်လေးဟုတ်တယ်လေအမှကျွန်တော်ကျွန်တော်တို့ဒီကျွန်တော်လည်းဘာလဲ new life ဟုတ်ကဲ့ဟိုဟာ new future ဆိုတဲ့ page မှာလည်းကျွန်တော်တင်ထားတယ်အဲ့ဒါကိုကျွန်တော်ဘူရနဲ့ပြန် share ထားတယ်ကိုဖုံးမော်ကိုဟုတ်ကဲ့38မှာကြာရှုံးခဲ့တဲ့ဆုံးရှုံးသွားတဲ့ကိုဖုံးမော်ပေါ့နော်38နှစ်တိုင်ပေါ့ဒီလိုចောင်းသားကောင်းဆောင်သူရဲကောင်းတွေနိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့လူအခွင့်အရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ ဒီလိုခေါင်းဆောင်ပိုင်းတွေဆုံးရှုံးသွားတာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်အရန်ဝန်နေကျဝန်နေတယ်ဝန်နေရတယ်ထိခိုက်မှုလည်းအများကြီးဖြစ်တယ်လို့တော့ကျွန်တော်မြင်တယ်ဆုံးရှုံးမှုအများကြီးဖြစ်တာပေါ့ဗျာဒီလိုမျိုးလူဖြစ်တာပေါ့ဘာလို့ဖြစ်လဲဆိုတော့ဒီလိုလူစမ်းသားတွေကဂတိသစ္စာမဖောက်မဖြတ်ဖဲနဲ့ပြည်သူတွေအတွက်ចောင်းသားတယောက်ဖြစ်ပင်မဲ့နိုင်ငံတွင်းမှာရှိနေတဲ့ဒီစနစ်ဆိုးကိုတွန်းလှန်တဲ့အခါမှာငါတို့ဒီစနစ်ဆိုးကိုတွန်းလှန်လိုက်ပြီးဆိုရင်လူခွင့်ရရမယ်ဆိုတော့ သူကကြိုတိထားတယ်ဟုတ်ကဲ့လူတွေပေါ့ဘယ်လိုသူရဲကောင်းတွေဆုံးရှုံးရတာတော့ကျွန်တော်တို့အတွက်အရန်ဝမ်းနေရပါတယ်ဟုတ်ကဲ့ပါဘာကြောင့်ဝမ်းနေရလဲဆိုတော့လူတယောက်ရဲ့တန်ဖိုးပေါ့ဗျာဟုတ်တယ်ဟုတ်လူတယောက်ရဲ့တန်ဖိုးအခုဘာနဲ့နိုင်ခိုင်းနိုင်မလဲနိုင်လို့မရဘူးလူတယောက်ရဲ့တန်ဖိုးဆိုတာဟုတ်မယ်လူတယောက်ရဲ့တန်ဖိုးဒီအပြင်ပန်းလောကမှာဆိုရင်တော့သူတံပုံနဲ့သူရှိတယ်ဒါပေမဲ့ကျွန်တော်ဒီအာနာရှင်စနစ်ဆိုးကိုတွန်းလှန်နေတဲ့အချိန်ခါမှာကြတော့ ကျွန်တော်တို့ရဲ့ဆုံးချုံမှုကအရန်ကြီးကျွန်တော်တို့ဒီအရန်ကြီးမာတယ်အရန်ကြီးမာတယ်27ဒေါ်လာရေးမာတယ်ကျွန်တော်တို့ကိုဂျင်မီတို့ဇေယတော်တို့ဆုံးချုံသွားတယ်လို့ပေါ့ကိုဇေယတော်တို့ဆုံးချုံမှုတွေဟုတ်ကဲ့အမှန်တိုင်းပြောမယ်ဆိုရင်အခုအချိန်ကာလအကြာတဲ့အတိစစ်မှန်တဲ့သူရဲကောင်းတွေစစ်မှန်တဲ့ခေါင်းဆောင်ကောင်းတွေကျွန်တော်တို့အတွက်ဆုံးရှုံးရတာအရန်ကိုဝမ်းနေကြည့်လို့ရတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီ post မှာလူတယောက်ရဲ့တန်ဖိုးတန်ဖိုးတန်ဖိုးဆိုတော့ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်တို့ နည်းနည်း sharing ပြန်လုပ်ပြီးတော့ကိုဖုံးမော်အတွက်လည်းဝန်내ကြောင်းကျွန်တော်ပြောချင်းဖြစ်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဗျအဲ့တော့ဒီလူတယောက်ရဲ့ဆုံးရှုံးတဲ့အရာတွေအပေါ်မှာကျွန်တော်တို့လည်းဘယ်လောက်ထိထိခိုက်သွားလဲဘယ်လောက်နာသွားလဲနင့်နာသွားလဲဟုတ်ကဲ့နင့်နာထိခိုက်မှုတွေကခုနကပြောခဲ့သလိုပေါ့အများကြီးရှိတယ်ဒီလိုအများကြီးရှိတဲ့ထဲမှာလူတယောက်ရဲ့နိုင်ငံအပေါ်မှာထားတဲ့စိတ်စေတနာမေတ္တာဟုတ်တယ်ကိုကျင့်တရားအကုန်လုံးဟုတ်ကဲ့အကုန်ပေးတာဗျဘာလို့တော့ ပိစက်မှုတက်တက်ပဲဒါပြောရမယ်ဆိုဒါကဟိုကကျွန်တော်တို့ကျွန်တော်တကယ်များခိုင်းနိုင်နေဆိုတဲ့အရာထဲကျွန်တော်တို့တကယ်မှန်မှန်ကန်ကန်နိုင်ငံအတွက်ရိုးသားစိတ်နဲ့လုံနေတဲ့လူတွေလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ပါအဲ့ဒီအများကြီးမှာမှကျွန်တော်တို့ကဒီနေရာကနေဒီလိုသူရဲကောင်းတွေကြာရှုံးသွားတဲ့အပေါ်မှာအတူယူပြီးတော့ဘာကြောင့်ကြာရှုံးရလဲသိဖို့လိုတယ်ဟုတ်တယ်ဘာကြောင့်သူတို့ကောအခုလို့ပြောမှဆိုပြီးတော့ အနေစားကြောက်ကိုကိုအေးစေးစေးဂျားနေပုံစံမျိုးနဲ့နေလို့ရတယ်ဘာကြောင့်တို့မနေလဲဟုတ်ကဲ့ဒီစနေစိုးတစ်ခုဟာတီမြဲနေမယ်ဆိုရင်ငါတို့လူငယ်လူရွယ်တွေအနာဂတ်မျိုးဆက်တွေအတွက်ထိခိုက်လာနိုင်ကြရတဲ့အများကြီးရှိတဲ့အတွက်ရှေ့ဆောင်လမ်းပြအနေနဲ့လုံရင်းနဲ့မှကျွန်တော်တို့ဆုံရှုံလိုက်ရတာဟုတ်ကဲ့အဲ့ဒီဆုံရှုံလိုက်တဲ့အပေါ်မှာအခုဘလို့ဝမ်းနဲ့ကြေခွဲခံစားရတယ်ကျွန်တော်ကတော့ပြောမယ်စင် ဝန်းနေတော့တော်တော်ဝန်းနေတယ်ဗျ။ဘာဖြစ်လို့အခုအဲ့ဒီချိန်ကဒီနောက်ပိုင်းမှာဒီနောက်ပိုင်းမှာဟိုတွေးလာတဲ့အရာဒီလိုမျိုးလူတွေဒီလိုမျိုးပုံကူတွေပေါ့ဗျာ။ဟုတ်ကဲ့။ဟိုမရှိတဲ့လောက်ရှားတယ်လို့တော့ကျွန်တော်မှန်တယ်။ရှင်းနေပေါ့နော်။မှန်တယ်။နောက်တော့ဒီဥစ္စာရဲ့ပိဆက်မှုကလည်းတုံတန်ယုံလူပိဆက်မှုကလည်းမလို့ရှိမရှိတဲ့လောက်ရှားပါတယ်။အခုဒီ2021နောက်မှာဆိုရင်ဒီလိုမျိုးဒီအခုချိန်ဒီဒီလိုမျိုးလူကပိဆက်ဥစ္စာ ဘယ်သူရှိလဲဆိုတော့ဟိုအခဏအခုပြောသွားတယ်ဗါလဲကိုကိုကိုဇီယာတော်ရဲ့ဂျီမီရဲ့ကိုဂျီမီရဲ့ဟုတ်ကဲ့အဲ့ဒါပဲကျွန်တော်တွေ့တယ်ဘာလို့နိုင်ငံချစ်တဲ့စိတ်နိုင်ငံချစ်တဲ့စိတ်ဆိုခင်ဗျားလည်းနိုင်ငံချစ်လို့ရတယ်ဟုတ်ကဲ့နိုင်ငံချစ်လို့ကျွန်တော်ညီရီတဲ့နိုင်ငံချစ်လို့ကျွန်တော်တို့ချစ်တဲ့စိတ်နဲ့တို့ချစ်တဲ့စိတ်နဲ့တန်းရမယ်ဆိုအများကြီးကွာအများကြီးကွာတယ်ကွာတယ်ကွာတယ်အများကြီးကွာတယ်ဘာလို့လဲတို့ကတကယ်လက်တွေ့ကြကြနဲ့လောက်ခဲ့တဲ့လူတွေဟုတ်ကဲ့ဒီအရာတွေဆုံးရှုံးရတဲ့အတွက်ကျွန်တော်တို့ဒီတော်လိုင်းရေးမှာဒီ21တော်လိုင်းရေးမှာသာ ဒီလိုမျိုးတွေအသက်ရှင်နေမယ်ဒီလိုစိတ်ဓာတ်ကောင်းတဲ့လူမျိုးတွေရှိနေမယ်ဆိုရင်အမှန်တကယ်ဆိုပြောမယ်ဆိုရင်ရောင်းတော်လန်ကြီးကအမြန်ပြီးတယ်ပေါ့ဗျာဟုတ်ကဲ့ဘာကြောင့်ဒီလိုမျိုးမပြီးသလဲဆိုတော့ဥပမာဒီတော်လန်ကြီးနဲ့ပတ်သက်ပြီးတော့သစ္စာဖောက်သွားတဲ့လူတွေအများကြီးရှိတယ်၈၈ပါးအများကြီးရှိတယ်ဟုတ်တယ်ဟုတ်တယ်သစ္စာဖောက်သွားတာဘာကြောင့်လဲဆိုတော့ကျွန်တော်အထင်ပြောရင်ငွေကြီးဗျာငွေကြီးတွေအခွင့်အရေးတွေကြောင့်အခွင့်အရေးတွေပေါ့အခွင့်အရေးတွေကြောင့်ဒီလိုသစ္စာဖောက်သွားတဲ့လူတွေရှိတယ်နောက်တစ်ခုဒီတော်လန်ကြီးရဲ့အပေါ်မှာဟုတ်ကဲ့တတိမမှန်တဲ့လူတွေရှိတယ် အဲ့ဒီဟာကတော့တတိမမှန်တဲ့လူရှိတယ်ဆိုတာတော့ကျွန်တော်မြင်မှဆိုရင်တော့ရခိုင်တို့90 30လောက်တော့ရှိမယ်လို့တော့ကျွန်တော်မြင်တတိမမှန်တဲ့လူတွေပေါ့နော်။ဘာကြောင့်တတိမမှန်တဲ့လူတွေရှိနေသလဲဆိုတော့အခုလိုမျိုးဒီကိုဖိုးမော်ရဲ့38နှစ်ဟုတ်ကဲ့ဆုံးရှုံးသွားတဲ့39နှစ်ပြည့်နေ့မှာပြောရတဲ့အခါကျတော့1နဲ့တဲ့ဒီလူတိုင်းရှင်တဲ့အခါမှာ အဆင်မပြေဘူးပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့မှန်တယ်ဗျာမနဲ့ကြေကွက်မှုပဲစိတ်ထဲမှာရှိနေတယ်ဒီအရာတွေအပေါ်မှာဒီလိုမျိုးထပ်ပြီးတော့လူကောင်းသူကောင်းတွေထပ်မဆုံးချုံးအောင်အာနာရှင်စနစ်စိုးကိုထိထိရောက်ရောက်မြင်မြန်ဆန်းဆန်းလေးနဲ့လှုပ်ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ကိုဖိုးမော်ရဲ့38နှစ်ဆုံးရှုံးခြင်းနေ့မှာတက်နိုင်တယ်ဗျာလာပြီးပြောတာပေါ့နော်ဟုတ်ကဲ့ပါပြောကိုပါဆက်ပြောမယ်ဒါဆိုရင်ကျွန်တော်တို့တော်တော်များဒီကျွန်တော်တို့ဒီတမိုင်းချောင်းတွေကနော်ကိုအောင်ခင်နော်ကျွန်တော်တို့ အခုပေါ့နောက်နောက်နောက်လူငယ်တွေကတိတ်မတိကြတော့ဘူးလို့မတိကြတော့မတိကြတော့ဒီတိုင်းအကြောင်းနေတချို့တော်တော်များဒီတော်လန်ရေးတော်လန်ရေးသမားတွေရောတကယ်ဟိုဒီဟိုပြောရမစင်ပေးဆက်မှုတက်တက်ပုံကူတွေပေါ့ဗျာနောက်နောက်နောက်ကဒီနောက်ပိုင်းမှာဒီတမိုင်းအကြောင်းတွေကတဖြည်းဖြည်းလေးနဲ့ပျောက်ပျောက်အဲ့ဒါကြောင့်ဘယ်လိုမျိုးလုပ်ရင်ဟိုဒီအခု အဲမျိုးဆက်တဲ့တွေပေါ့ဗျာမျိုးဆက်ဒီလိုမျိုးဖုံးမော်လိုလူသားမျိုးတွေကိုချင်းမီလိုလူသားမျိုးတွေဟုတ်တယ်ကိုစီရတော်လိုလူသားမျိုးတွေဘယ်လိုမျိုးဒီလိုစိတ်တတ်မျိုးရှိတဲ့လူတွေဘယ်လိုပေါ်ပေါက်လာအောင်မလုပ်ရမလဲဘယ်ဘယ်လိုမျိုးခံယူချက်နဲ့တော့ဘယ်လိုမျိုးခံယူချက်တော့ခံယူချက်တော့ဖြစ်ရချင်းချင်းတွေပဲအကုန်စွန့်ရတာဟုတ်တယ်အကုန်စွန့်ရတာစွန့်ပြီးတော့ပေးဆက်ရသေးတယ်စွန့်ပြီးတော့ပေးဆက်ရမယ်ပြီးရင်ရှေ့ရနေတဲ့ရှေ့ဆောင်လမ်းပြအနေနဲ့လောက်ပြမှာ အခုလုတ်ပြနေတဲ့လူတွေရှိသလိုပဲဒီကြားထဲမှာအချိန်ကာလကြာလာတဲ့အတွက်လူငယ်လူရွယ်တွေမနေ့ကကျွန်တော်ပြောဆိုတော့လူငယ်လူရွယ်တွေမှာလည်းစိတ်သက်အားရော့လာတဲ့အားကြီးဟုတ်တယ်ဟုတ်တယ်အဲ့စိတ်သက်အားရော့လာတဲ့အရာတွေအပေါ်မှာနေရာဒေသအစဉ်အတန်းပညာရည်ချင်းဖြူသည်မဲသည်ချမ်းသာသည်ဆင်းရဲသည်ပညာတတ်သည်မတတ်သည်သဘောမထားဘဲနဲ့အာနာရှင်စနစ်ကြာရှုံးရေးတစ်ခုကိုသာဦးတည်ပြီးသွားမယ်ဆိုရင်တော့အဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီနေ့ကျွန်တော်တို့ကိုဖုံမော့နဲ့ 39နှစ်ဆုံးရှုံးခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီထဲမှာစိတ်ခံစားချက်တွေအများကြီးရှိတယ်ဒီလိုမျိုးလူဒန်းစားတွေအများကြီးပေါ်ပေါက်နေပါစေလို့လည်းဆုတောင်းနေပါကြောင့်မကျွန်တော်တို့အာနာရှင်စနစ်ကြာရှုံးရေးကမပြီးဆုံးသေးတဲ့အတွက်ခਿੱတရရောက်မြန်မြန်ဆန်ဆန်လေးဖြစ်စေကျွန်တော်ကျွန်တော်တို့ဒီရလေးကိုအတူဗီဒီယိုအတူလေးနဲ့ရိုက်ပြီးတော့ကျွန်တော်တို့စိတ်ဓာတ်တက်ကြွအောင်သူတို့တောင်ပေးဆက်ခဲ့သေးတာပဲငါတို့တွေလည်းရရနေရကနေရတဲ့ အရာတစ်ခုကိုစွဲကင်ပြီးတော့အာနာရှင်စနစ်ကိုကြာရှုံးဖို့အတွက်ယောသားစိတ်ယုံကြည်ချက်တွေအပြည့်နဲ့လုံနိုင်ကြပါစေလို့ကျွန်တော်ဒီကနေဟုတ်ကဲ့ဆုတောင်းပေးပါတယ်ချက်တစ်တွေလည်း ပြောကျွန်တော်ပြောညာမျိုးဆက်တစ်တွေလည်းသူတို့လည်းသိရအောင်ပေါ့နော်ဒီ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 အကြောင်းပြောရတဲ့အတွက်ကလည်းကျွန်တော်တို့ကြီးရွှေချက်ကအခုဒါမျိုးဆက်တစ်တွေလည်းဒီဒီဒီတမိုင်းအကြောင်းတွေပေါ့ဖီ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 လေးနဲ့မပြောင်းပါရအောင်နောက်နောက်ထပ်နောက်ထပ်မျိုးဆက်တစ်မျိုးဆက်တစ်တွေလည်းဒီရေကောင်းတွေကိုကျွန်တော်ဂုံပြူတဲ့အနေနဲ့ဂုံပြူတဲ့အနေနဲ့ဒီဒီဒီဥစ္စာကိုဟိုပြောဖြစ်တာပေါ့နော်ဟုတ်ကဲ့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ကတော့ဒီလောက်ပါပဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်တို့ဒီနောက်နေ့နောက်နေ့နောက်နေ့နောက်နောက်နေ့တွေတင်မဲ့အတိညာဘဟုတုတကျွန်တော်ဟိုနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းအတူထွာလေးတွေပဲဖြစ်ဖြစ်ဟုတ်ကဲ့เนาะအဲ့ဒီအရာတွေကိုနားထောင်ကြည့်ရင်ကျွန်တော်တို့ရဲ့ဒီ YouTube YouTube channel လေးကို like share အဓိက subscribe လေးတွေမြန်မြန်လုပ်ပေးကြပါဟုတ်ကဲ့ပါကျွန်တော်တောင်းဆိုပါတယ်เนาะဟုတ်ကဲ့ပါဟုတ်ကဲ့အားလုံးကောင်းကောင်းလေးပါဗျဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်